တက်ခုနှစ်မြန်မာတို့ရဲ့ဝါဟာကောဇာတက်ကြရင်1389ခုနှစ်အဇာမုံးလာဇန်73ရက်ခရစ်နှစ်2026ခုနှစ်ဆတ္တလပိုင်း2ရက်ဒီနေ့ဘုန်းတော်ရန်ကုန်တိုင်းဒေသကြီးဒီကုံမြို့သိရှေးပိုင်းမြို့နယ်130ရက်ခွတ်မင်္ဂလာကံတော်ဆံကျောင်းတိုင်း လေးချိန်မြောက်မှာစုပေါင်းပုံကတိတန်ခါဆက်ကပ်ပွဲအလွေရှင်များဖြစ်တဲ့ဇော်အင်းချမ်းမြေအကျိုးတော်သောလောကမိသားစုကောင်းသားမြေဒေါ်လာဝင်းချိုသားကိုကျော်စောဝင်းမပြူပြူအောင်သမီးမလင်းမြတ်မောတန်မောင်မျိုးမဲလက်မောင်မျိုးမဲလက် မမြနဲ့အောင်မြဲမပြည့်ဟုကြောမပြည့်ဟုသောမိသားစုနဲ့အဘဟုရ၌သောတော်မီမီဆိုမိသားစုတို့နှင့်တကားအဝေးရောက်ရဲဆန်ရသူရသားမိသားစုအပေါင်းတို့စုပေါင်း၍မင်္ဂလာကံတော်စံကြောင်းတိုက်တွင်ဝိရိမဝါမထမ်းမြောက်၏ဝါဇောကတ္တမူကြသောသံဃာတော် အရှင်မြတ်နဲ့တူပါပြင်သာကတို့ဟာအထေလျာမြတ်သင်္ကန်းနဲ့စွမ်းအစာရှိတော်ဒါသဘဝုဒ္ဓစုတို့ကိုလူရန်ဆက်ကတဲ့ဘွဲ့မှာဘောင်းနေတဲ့ဟောကြားပေးမဲ့အနုမောနာပြရတော်မှာတော့အမျက်ဆုံးအလူကုသိုလ်ယူတရားတော်ဒီတရားတော်ကိုဟောကြားမနာကြမီတရားပိုင်ရှင်ဖြစ်တော်မူတဲ့သောလကပြတ်သား ။လမ်းမယူမြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးအားနမောတတမဟာဗနာမဖြင့်ညီညာပြပြကြောကြပါအောင်စို့။နမောတတမေကဝါသောအရဟတောဓမ္မံသုဘုံညာနာနမောတတမေကဝါသောအရဟတောနမံသုဘုံညာနာနမောတတဘဂဝါသော ယံသရောနမံနလောနတံကံလောကြည်လေးချာတာစိတ်ချမ်းသာတဲ့လူတိုင်းဒီဟောကြားလက်တော်တရားဓမ္မကိုနိုင်မတာနှလုံးသားနဲ့ပါပြီသူတို့ကောင်းပေါင်းလို့ကံရဲ့ဘုံဘောဟောကြားပေးမယ်တရားကအမြတ်ဆုံးအလူကုသိုလ်ယူတဲ့ဗာတရားလေးလေအဲ့တော့ဘုံဘောတို့အလူတွေပြုကြတယ်နော် အလူတွေပြည့်တယ်ဆိုတာကောင်းတယ်လို့လားမကောင်းတယ်လို့လားကဲအဲ့ဒါသဘောကမေးပါမယ်အလူပြူတိုင်းကောင်းလားဟဲ့အလူထဲမှာလူသင်းတဲ့အလူတွေရှိတယ်မလူသင်းတဲ့လူတွေရှိတယ်အလူတိုင်းမကောင်းဘူးနော်ငရဲကြသေးနိုင်တဲ့အလူတွေဆိုတာရှိသေးတယ်အလူလဲလူပါသေးတယ်ငရဲလဲကြနိုင်တဲ့အလူ၁၀မျိုးဆိုတာလည်းရှိသေးတယ်နော် အဲ့ဒါတွေတော့မပြောတော့ပါဘူးအခုဘုံဘုံအတိတ်ကပြောချင်တာကအမျက်ဆုံးအတူတဲ့ဘာလို့ရတော့အမျက်ဆုံးလူက၄မျိုးရှိတယ်ဗျအမျက်ဆုံးလူကဘယ်နှခုတော်ရောဘုရားမစိတ်ကြောင်းမသိကတိနေငန်းနေစဉ်စွာဘောဘုရားမစိတ်ဆိုဘုံဘုံတို့ဘုရားလေးဘုရားလေးစီတီတီတဲတဲ့အခါကျတော့ ठी တော်တင်တယ် ठी တော်ရဲ့အထက်မှာစိတ်မှုတော်ကြီးတင်ထားတာ အဲ့ဒီစိတ်ဝိရောကြီးကနေအောင်နဲ့တလက်လက်ထနေတဲ့အခါရောင်ကြီးတော့လွတ်တယ်လို့ပဲအဝေးကနေလှမ်းကြည့်ရမြင်ရတဲ့ပုံကအော်တာဘုရားစီတီပဲဒုက္ခွယ်တဲ့ဘုရားစီတီပဲအဲ့လိုအာရုံယူပြီးတော့ဗုဒ္ဓနုဒ္ဓရီပွားမယ်ဆိုရင်ဘာဝနာကုသိုလ်တွေဖြစ်တယ်ဘာကုသိုလ်တွေဖြစ်တော့ဒါကြောင့်ဘုရားလူတဲ့ကောင်းမှုရှိတဲ့ပုံကတွေဟာတဲ့နောက်ဆုံးဘုရားစုပန်မယ်ဆိုရင်တော့ဘုရားဖြစ်နိုင်တယ်လို့ပြောလို့ပြောတာနော်အဲ့တော့ဘုရားလူတဲ့ပုံကတွေရဲ့အမြင့်ဆုံး ကုသိုလ်အမြင့်ဆုံးစုကဘာစုရနိုင်ရောဘုရားစုကြည့်ရနိုင်တယ်လို့ပြောတာနော်အဲဒါကြောင့်ဘုရားမှာလှူတဲ့ဘုရားဟောမပြတာတကယ်အကုန်ဘုရားမှာလှူတဲ့စိတ်မှုတော့အလှူလို့လည်းအမြင့်ဆုံးကုသိုလ်တွေမှာထည့်ထားတယ် အကုသိုလ်တစ်ခုရပြီနော် အမြဲဆုံးလူတို့ကပါတယ်တော့စိန်မှုတော်ထီးတော်စိန်မှုတော်လူတဲ့အလူတစ်ခုနောက်တစ်ခုကဒုတိယအမြဲဆုံးကတော့သိအလူပေါ့ဘာလူလဲအခုဥစ္စန္ဒီမှာပြောပါတယ်ဒီကထိန်ရလာတဲ့နဝကမလတ်လာပါနေကိုတဲ့ပုံချန်တဲ့အရာအလုံးသိနေကိုလူပါမယ်ဒီနေ့ကထိန်လူတဲ့သူကကထိန်လူလည်းဖြစ်တယ်သိလူလည်းဖြစ်တယ်နှမျိုးလုံးကုသိုလ်တို့မတော်ဘူးလား ုသို့ဖြစ်သွားတယ်နော်အဲ့တော့ဘုန်းတော်ကတိန်ခင်းတယ်ဆိုတော့သင်္ကန်းတစ်ခုတည်းခင်တာပါအခုဘုန်းတော်အလုံးဝိုင်းပြီးတော့ကတိန်သင်္ကန်းတွေကတ်ကြတယ်လှူကြတယ်ဆိုတော့ဒါအချမ်းရမ်းနေတယ်ပေါ့ဘုန်းတော်ဘုန်းကြီးတွေကတော့ကတိန်သင်္ကန်းတစ်ခုတည်းနဲ့မခင်တာနော်အဲ့တော့ဒီမှာအိကပြောနေတာအဲကထိန်အတွက်ရည်စုလူရန်တာတွေနဝကမ္မဝတ္ထုတွေကိုဒီသိင်ကိုလည်းလှူပေးမယ်ဆိုတော့သိင်ကိုအားလုံးတာပိုချန်တဲ့အရာလှူမယ်ဆိုတော့ ခရင်ကုသိုလ်ရှင်တွေကဒုတိယအမြတ်ဆုံးဖြစ်တဲ့သိင်လူရောလူဝိသားပြတ်မသွားဘူးလားဒါကြောင့်ဘုရားမစိကျောင်းမသိကထိန်သင်္ကန်းနဲ့သင်္ကန်းမှာကထိန်သင်္ကန်းအမြတ်ဆုံးနဲ့ဘာသင်္ကန်းအမြတ်ဆုံးတော့ကထိန်သင်္ကန်းကဘာကြောင့်မြတ်တာတော့ဆိုကထိန်ဖြစ်ပေါ်လာတဲ့အကြောင်းအရာလေးနည်းနည်းလေးပြောပြမယ်နော်ဘုန်းတော်မြတ်စွာဘုရားရှင်လက်ထက်ကမြတ်စွာဘုရားရှင်ပရမဝါဆိုတယ်ဘယ်မှာဝါဆိုတယ်လို့ကြားဘူးလေဘာယနတိကြီး မိဂရာတော်ဓမ္မတ္တကြာဟောပြီးတော့မြတ်စွာဘုရားရှင်အဲ့တော့တဲ့ပါမောဟန်ဆိုရယ်ဓမ္မတ္တကြာဟောအနတ္တလက္ခဏာတို့ဟောပြီးတဲ့အခါရှင်နလကကိုမောနိယအကျင့်တွေဟောပြီးတဲ့မြတ်စွာဘုရားရှင်မောနိယအကျင့်ဟောပြီးတဲ့အခါကျတော့ဟောယသရူတာနဲ့တကွာနောက်ပါ55ရောက်စုစုပေါင်းဝါရင်ဗရမဝါရမယဟန်6ကျိတ်60ရယန္တာရှင်မြတ်60ကျော် ဲ့မြတ်စွာဘုရားရှင်ကဝါကျွတ်တယ်ဆိုရင်ဘယ်ဘဝနာပဲပြီးတာနဲ့တရားတဲ့ဒီကိုတော်တွေကိုသာနာပြုဆီလို့ကြွားခိုင်းလိုက်အကုန်လုံးသာနာပြုကြွားကြမစ်ရှရီလို့ပါပဲဘုရားသာသနာမှာဘုရားရဲ့အဆုံးအမတွေထဝန်းကျင်စင်ကြယ်ပြည့်စုံတဲ့မြတ်စွာဘုရားရှင်ရဲ့ကောင်းမြတ်မှန်ကန်တဲ့အဆုံးအမတွေသိတာတည်းချအောင်လူတွေနဲ့တွေကိုဟောကြားပြကြတယ်မြတ်စွာဘုရားရှင်သာနာပြုလွတ်လိုက်အဲ့လိုမြတ်စွာဘုရားရှင်ကိုယ်တိုင်လည်းသာနာပြုကြွား လမ်းမှာကြတော့ဘသူနဲ့တွေ့လဲဆိုဗရဝေကိညီတော်သုံးချိတ်တယ်ပြောကြည့်ပါအောင်ဘသူနဲ့တွေ့ရောဗရဝေကိညီတော်သုံးချိတ်ဆိုတော့ကောသလမင်းကြီးရဲ့ညီကိုတော်တွေပေါ့နော်ဖေဆုံးမေကွယ်ညီကိုတော်တွေတော်တယ်အဲသူတို့ကမလုပ်ကြတာလဲဆိုတော့အဲ့ဒီဘယန္တတိကြီးမိဂရာဟုဆိုတော့မိဂဒါယမိဂဒါယဆိုတော့သာသမင်းနေဘေးမဲ့ပေးတဲ့ဆာဖရီပေါ့ဘေးမဲ့ပေးတာတွေမှာသားတွေသမင်းတွေခြေတွေတွေတစ်တွေကြားတွေ တော့ကောင်သလိမ့်ဆန်တွေကိုမပြည့်ရမခန့်ရဘူးဆိုပြီးတော့ဥယျာဉ်ကြီးနေတဲ့တဏီတော့အုပ်ကြီးနေတဲ့အစိုးရနေပြီးတော့တားမြင့်ပြီးတော့တားလိမ့်ဆန်တွေအတွက်ခုပြုထားတဲ့နေရာအဲ့ဒါကိုမိဂရာဝုံလို့ခေါ်တယ်ရသော်ပြားချင်းလက်ထက်ကမိဂရာဝုံတော်ကြီးကသုံးတော်ရှိနော်အခုဘုန်းတို့ပြောနေတဲ့မိဂရာဝုံတော်ဆိုတာဣတိပဒနာမိဂရာဝုံဓမ္မသက်ကြာတရားဟောတဲ့မိဂရာဝုံတော်တယ်နော်အဲ့လိုဘေးဘက်တော်ကြီးတဲ့ကိုသူတို့တွေဘာလို့လာကြတော့လာတဲ့ယူရချက်ကမကောင်းဘူးမိမတွေနဲ့လာပြီးပြောပါကြတယ် အငယ်ဆုံးမိမအငယ်ဆုံးညီပြတဲ့ညီငယ်ဆုံးကြတော့မိမမရှိဘူးမိမမရှိတော့ပြည်သာမတရားကိုငှားလာတယ်အလုံးနဲ့ချုံမလာမတဲ့ပြည်သာမတရားကိုငှားလာငှားလာရင်လည်းပြည်သာမကဒီရီပြောပန်းပြီးတော့အိပ်ပြောသွားတဲ့အချိန်မူအောင်တက်ပြီးအိပ်ပြောထားတဲ့အချိန်အဲဒီမင်းသားပိုင်ဆိုင်တဲ့လက်ဝိရဏတွေအကုန်လုံးကိုးယူပြီးထွက်ပြေးသွားတယ်အဲ့ဒါနဲ့ဗရဝိညာဉ်အောင်သုံးချိတ်ကဒီမိမလိုက်ရှာတာဗာလိုက်ရှာတာတော့ကြီး တဏီခုခေတကားနဲ့ပြောရင်သခိုးမှလိုက်ကြတာပေါ့လေအဲ့လိုသခိုးမှလိုက်ကြရင်လည်းဘယ်သူနဲ့တွေ့ဆိုမြတ်စွာဘုရားနဲ့တွေ့မြတ်စွာဘုရားရှက်ဒီနေ့ပါရဝီရင်တော်၃ချိန်တရားရမဲဆိုရမြင်တဲ့အခါလမ်းကနေစောင်းနော်ယဟန်ကြီးရဲ့ဒီထဲမှာမိမတယောက်ထွက်ပြေးတာမတွေ့ဘူးလားဆိုတော့ဘာရှားနေရသောမိမပြောက်ရှားတာဘာရှားတာလဲဟဲ့မိမပြောက်ရှားတာအေးမြတ်စွာဘုရားရှင်ကမိမပြောက်မရှားနဲ့ကိုကူကူရှားမှာတဲ့မိမပြောက်တာမရှားဘူးလို့ ပြောလိုက်တဲ့ကသတိတံဝေကရပြီးတော့ဟောတရားနာလိုက်ကြတာသောတပန်သက္ကရာကံဤသွားတယ်။နောက်တော့တော့ရတော့ဒီပြီးတော့တရားတွေအားထုတ်ကြတယ်။ဝါကျွတ်တယ်ဆိုရင်ပဲမြတ်စွာဘုရားကြီးရောက်လာပြီးတော့တရားဓမ္မတွေပြုနာကြဖို့ဘဝနာတွေပြုဖို့ဆိုရောက်လာတယ်။ရောက်လာကြတဲ့ကအခုလုံမိုးအခါမဲ့ယွာတယ်ပေါ့။ယွာတဲ့အခါကျတော့ဘာဖြစ်နေလဲဆိုတော့သူတို့အဲ့ဒီတော့ဘုံတော့သင်္ကန်းခွင့်ပြုတာမရှိသေးဘူး။ မြတ်စွာဘုရားရှင်လက်ထက်မှာတန်ခါတွေကိုသင်္ကန်းအခုလိုကတ်လူဝင်ရဖို့ခွင့်ပြုတာကဆရာဒီဝကရဲ့ကျေးဇူးကြောင့်ဆရာဒီဝကကခွင့်တောင်းလို့မြတ်စွာဘုရားရှင်ခွင့်ပြုတာဆရာဒီဝကဒကာဒကာမတွေကသင်္ကန်းကတ်လူဝင်ကိုဆရာဒီဝကခွင့်မတောင်းခင်တော့မရအဲကြောင့်တန်ခါတွေရဲ့သင်္ကန်းတွေဘယ်ရရလဲဆိုတော့မြေကြီးပေါ်နေအလိုလိုရတဲ့အဝတ်အစားတွေကိုရှားကြံချုပ်ဆက်ပြီးတော့ဒါလျှော့ဖို့ဆေးကြောပြီးတော့စစ်ကောက်တွေနဲ့ဆေးဆိုးပြီးတော့သင်္ကန်းတွေတုံးကြရတယ် အဲ့ဒါနဲ့အခုဗရဝိညာဉ်တော်တုံးချက်ကအဲ့လိုသင်္ကန်းတွေကမညီမညာနဲ့တခါတည်းထူပိတ်နေတဲ့ဟာတွေဒီမကောင်းတဲ့အစတွေပါတွေရောအဲ့ဒါတွေရောဖျက်ချုပ်ပြီးတော့ဒီလိုမျိုးချုပ်ဆက်ထားရတဲ့အတွက်သင်္ကန်းတွေကလေးနေတယ်။တခါမိုးကလည်းရွာတော့လမ်းမှာရွှွန့်နေရောရေရောလူးပြီးတော့ဘုရားရှင်စီရောက်တဲ့အခါချမ်းချမ်းစီစီခိုက်ခိုက်တုံတုံတဲ့ဒီဗရဝိညာဉ်တော်တုံးချက်ကဖြစ်လာတဲ့ရဟန်းအမသုံးစီကပင်မနေတယ်။အဲ့ဒါကိုမြတ်စွာဘုရားရှင်ကတွေ့သွားတယ်။တွေ့တော့ဒီကိုယ်တော်တွေကို အချမ်းသာရဲ့လားအဆင်ပြေလားဗာတရားတွေအားထုတ်နေလေအဲ့လိုမျိုးမေးပြူတော့သူတို့နဲ့ကန့်ညီတဲ့တရားဟောလိုက်တာဘာသာဝင်ညီတော်တုံးကြီးဟာယဟန္တာဖြစ်သွားကြတယ်။အဲ့လိုယဟန္တာဖြစ်သွားပြီးတဲ့အခါဒီယဟန္တာအပါသုံးတဲ့မြန်ကြတော့မြတ်စွာဘုရားရှင်ကအဲ့ဒါကိုကြည့်ပြီးတော့ဩရှင်ဘုရားရှင်ရဲ့ဆက်ကဘာရင်းမဲလုတ်ခဲကြတော့တော့လို့ကြည့်လိုက်တော့ဩရှင်ဘုရားရှင်ရဲ့လက်ထက်ကဒီတန်ဃာရရေအတွက်ချမ်းသာဖို့ဆိုရင်သင်္ကန်းကိုလည်းခွင့်ပြုတာရှိတယ်။ ဲ့ဒီသင်္ကန်းကိုခွင့်ပြုမယ်ဆိုပြီးတော့အဲ့လိုအသေးပဲနဲ့မြတ်စွာဘုရားကြီးကကထေသင်္ကန်းကိုအခုလိုခွင့်ပြုချက်ပေးတာဖြစ်နော်။အဲကြောင့်ပါဝေခရတိုင်းသားဖြစ်တဲ့ဗဒဝိညောင်၃ချိတ်အရေးတော့30ရှိတဲ့ရဟန္တာရှင်မြတ်တွေကိုအကြောင်းပြုပြီးတော့အခုယောဂီတို့ကုတ္တရာနာပရိသတ်တွေအလူရှင်တွေလူရန်တဲ့ကထေသင်္ကန်းကြီးကပေါ်ပေါက်လာရွေချက်ကတော့တခုတည်းပဲကထေသင်္ကန်းဘာကြောင့်မြတ်စွာဘုရားကြီးကခွင့်ပြုတာလဲဆိုတော့ တန်ဃာတော်တွေကိုချမ်းသာဖို့တဲ့အလုံးပြောပါချမ်းသာဖို့လေအဲမြတ်စွာဘုရားရှင်ကထေတင်ကခွပြီးရတဲ့ရည်ရွယ်ချက်ပြောပါရည်ရွယ်ချက်တဲ့တော့တန်ဃာတော်တွေချမ်းသာဖို့ပုဂ္ဂိုလ်ကိုရည်ရွယ်တယ်လားတန်ဃာကိုရည်ရွယ်တာလားအဲဒါကြောင့်အိမံကထိနာစီဝရတန်ကတ္တဒီမနော်ဘုန်းတော်ဒီတန်တင်ကန်းလျာကိုကထေတင်ကန်းတွေကိုကတ်တဲ့အခါကျတော့ဥစ္စာနေမှာကိုရည်မှန်းပြီးတော့လှူလို့မရဘူး ပုဂ္ဂိုလ်ကိုယိမ့်မှန်လူရင်ကထေသင်္ကန်းမပြောင်းတန်ဃာကိုယိမ့်မှန်လူရသော်ဗျာကျင်ကထေသင်္ကန်းနဲ့ပတ်သက်ရင်တန်ဃာကိုပဲခုပြုခဲ့ဘာလို့သင်္ကန်းကိစ္စမရှိဘူးပုဂ္ဂိုလ်ပဲလူလူတန်ဃာကိုပဲလူလူကိစ္စမရှိကထေသင်္ကန်းကြတော့မြတ်စွာဘုရားရှင်ကပုဂ္ဂိုလ်လူတန်းကိုလုံးဝခုမပြုခဲ့ဘူးဘာလို့လူတန်းခိုင်းတာတော့တန်ဃာဆိုတဲ့ organization တစ်ခုလုံးကိုချမ်းသာဖို့ เนาะအဲ့တော့ဒီဒီအဖွဲ့လေးထဲမှာရှိတယ်ပပ္ပစိတအချင်းကျင့်နေတဲ့တန်ဃာတွေကိုရည်စုပြီးတော့ပဲဒီတန်ဃာကိုခွင့်ပြုတာတန်ဃာတွေချမ်းသာဖို့ဆိုတော့ဒီနေ့အလူရှင်နေကထေတန်ဃာကတ်တယ်ဆိုတာဘာချမ်းသာဖို့တန်ဃာတော်တွေချမ်းသာဖို့ဂရိကတို့ကထေကနန်းကြီးကတ်ခွင့်ရတယ်ဆိုတဲ့အဓိပ္ပာယ်ရှင်းမသွားဘူးလားမြတ်စွာဘုရားရှင်ရည်ရွယ်ချက်ကိုဖြည့်ဆည်းပူဇော်ရအောင်မရဘူးလား ။အဲဒါပေါ့ဒါဘုံတို့လှူတဲ့အလူနဲ့ပတ်သက်ပြီးရွေချက်တည်တည်သားဖို့လိုလားမလိုဘူးလား။တော်တော်များများပြောမှာပေါ့ကထိန်ခင်းတံကတို့ကုသိုလ်ရဖို့မဟုတ်ဘူးကုသိုလ်ရဖို့ဆိုတာတော့တန်ဃာတော်တွေချမ်းသာဖို့ဘာရွေချက်ထားမလဲ။ဒါကြောင့်ဒီနေ့တန်ဃာတော်တွေချမ်းသာဖို့ဆိုတဲ့မြတ်စွာဘုရားရှင်ခွင့်ပြုခဲ့တဲ့ကထိန်ကိုလည်းကထိန်သင်္ကန်းလျာတွေပဲလည်းကတ်ခွင့်ရတယ်။အဲ့တော့လူတွေနေနေတော့ကထိန်ခင်းလို့ရလားလုံးဝမရပါဘူးကထိန်ခင်းတဲ့သူကဘုန်းကြီးတွေရဲ့အလုပ်ပါ လူတွေကကထိန်ခင်းဖို့အတွက်သင်္ကန်းကက်ခွက်ရှိတယ်ဒီလိုမျိုးနော်အဲ့တော့ဒီမှာကထိန်သင်္ကန်းသုံးစုံလူတနာရှိတယ်အဲ့ဒီသုံးစုံတွေကဘုံတို့ဟာတစ်ခုပဲသုံးရတယ်အဲ့တော့ဘုံတို့ဟာဧကတိသုံးမလားသင်းမိုင်သုံးမလားနှစ်ထပ်သင်္ကန်းသုံးမလားတချို့ကပြောကြတယ်ညက်သင်္ကန်းညက်သင်္ကန်းဆိုတော့ညက်သင်္ကန်းဆိုတော့နှစ်ထပ်သင်္ကန်းကြီးလားလို့ပြောကြတယ်ဟောဘူးညက်သင်္ကန်းဆိုတာညက်ညက်ကမွာတာနဲ့ဘုံတို့တိမ်ထဲမှာခင်းရတာဒီကထိန်ကခင်းရတဲ့နေရာခင်းလို့မရဘူး နော်ညက်ကမောဟာသာနဲ့ခင်းနဲ့ခွင့်ပြုတဲ့သင်္ကန်းမလို့ညက်သင်္ကန်းလို့ဒီလိုပြောတာဟုတ်ပလားကမောဟာသာနဲ့ခင်းရတဲ့သင်္ကန်းကိုဒီလိုပြောတာဟုတ်ပလားအဲ့တော့ညက်သင်္ကန်းကသင်းပိုင်ကိုလည်းညက်သင်္ကန်းလို့ပြောတယ်ဧကတိကိုလည်းညက်သင်္ကန်းလို့ပြောမှာပဲနှစ်သက်သင်္ကန်းကြီးလည်းညက်သင်္ကန်းလို့ပြောမှာပဲအဲ့တော့ဘုံဘုံတော့ကထေခင်းခွင့်ရှိတဲ့သင်္ကန်းကတစ်ခုပဲတစုံမဟုတ်ဘူးသုံးတယ်မဟုတ်ဘူးနှစ်ထယ်မဟုတ်ဘူးဘယ်နှထယ်ပဲလဲတစ်ထယ်ပဲအဲ့တော့ဒီမှာမေးရတယ် ဒီမှာဥဇ္ဇဏိမကဝါစနေပြီးတော့ဝါဇုလပိကျော်တရနေ့ကနေပြီးတော့တရင်ကျော်လပိကျော်တရနေ့တိဘုရားဝါနေပြည်သလားလို့နေရဘုမုံတို့ကဝါနှစ်မျိုးရှိဝါဆိုတာဘယ်နှမျိုးရှိတော့ဘုရားဝါရဲ့မိနစ်မဝါရဲ့ဆိုပြီးရဲ့ဘုရားဝါဆိုတာကဝါဇုလပိကျော်တရနေ့ကနေတရင်ကျော်လပိနေ့တိအဲ့ဒါကိုဘုရားဝါလို့ခေါ်ဒါကြောင့်တရင်ကျော်လပိကျော်တရနေ့ဆိုရင်ဒါကထိုင်ခင်းလို့ရတယ် အဲ့ဒါပထမဝါကျွတ်တဲ့ပုဂ္ဂိုလ်တွေပိသိမဝါကျတော့ဒီဝါဆိုလားပြီးမှဝါဆိုဖို့အချိန်မရဘူးခီးတွေများနေတယ်အဲ့ဒီကိုတော်တွေကဝါကောင်လားပြီးမှဝါဆိုလို့ရတယ်အဲ့ဝါကောင်လားပြီးတော့တရားနေ့မှာဝါဆိုတဲ့ကိုယ်တွေကြာနေသာမုံးလားပြီးနေကြမှာဝါကျွတ်တာအခုမကျွတ်သေးဘူးဟုတ်လားအဲ့တော့ဘုန်းတော်ဝါကျွတ်တဲ့ဘုန်းကြီးနှမျိုးရှိတယ်ပြီးရင်ပုရိမဝါနေထားတဲ့ကိုယ်တော်တွေကြာတော့အခုဝါကျွတ်သွားပြီတရေကျွတ်ဆိုရင်အဲ့တော့ဝါကောင်လားပြီးကျမှာဝါဆိုတဲ့ကိုယ်တော်တွေကြာသာမုံးလားပြီးကျမှာဝါကျွတ် ။ဒါကြောင့်တို့ကြတော့ကထေသင်္ကမရတော့ရသော်ဘုရားရှင်ကပုရိမဝါအေးဝါဆိုလာပြီးကြောတရံတရံနေတရင်ကျွလာပြီးအထိဝါဆိုတဲ့ကုတော်တွေကိုပဲဟောဒီသင်္ကခွင့်ပြုတယ်။ကထေသင်္ကခွင့်ပြုရ။အဲ့ဒီတွင်မှလဲဝါကျိုးလို့မရဝါကျိုးရင်ကထေသင်္ကခံမှာမရှိဘူး။ကတိသင်္ကန်းခံရတာတန်ခါးရဲ့ပြည်တိကိုခိုးရရောက်ဟုတ်နော်အဲကြောင့်ဘုံဘုံတို့ကဝါကျိုးတယ်ဆိုရင်ကတိသင်္ကန်းမခံဘူးကတိရဲ့အနုမောဒနာလည်းမရဘူးအဲဒီလိုမှတ်တာနော် အဲ့ဒါကြောင့်ခနေ့အလှူရှင်တွေကကထိန်သင်ကအဆုံးတရာပဲလူလူအဆုံးတစ်ထောင်ပဲလူလူဘုံဘုံတို့ကကထိန်ခင်းခွင့်ရှိတဲ့တန်ဃာတော်တွေကထိန်ခွင့်ရရှိတဲ့သင်ကဘယ်နဲ့ထဲပဲလဲတစ်ထဲပဲနော်တစ်စုံတောင်မဟုတ်ဘူးနှစ်ထဲမဟုတ်ဘူးသုံးထဲမဟုတ်ဘူးဘယ်နဲ့ထဲပဲလဲတစ်ထဲပဲဘုံဘုံတို့သင်ကကသုံးထဲရှိတယ်သင်ကကဘယ်နဲ့ထဲရှိရလဲအဲ့ဒါကိုတိစီဝရိတ်လို့ခေါ်တာပေါ့သင်ကသုံးထဲသိလားဘာတွေတော့သင်ကသုံးထဲอ่ะ ဧကတိရဲ့သင်းပါရဲ့နှစ်ထပ်သင်္ကန်းရဲ့တနည်းအားဖြင့်လူတွေနားလည်အောင်ပြောရင်အပေါ်ကနေဘုန်းတို့ယုံတဲ့သင်္ကန်းရှိတယ်။အောက်ကနေခံဝဲတဲ့သင်္ကန်းရှိတယ်။မဆိုးလို့ပေါ့နော်။အောက်ကခံဝဲတာနောက်တစ်ခါနှစ်ထပ်သင်္ကန်းကြီးဆိုပြီးတော့အေးတဲ့ယာလေးတွေမှာခြုံမှုဆောင်မှုနှစ်ထပ်သင်္ကန်းကြီးဆိုရှိတယ်။အဲ့ဒီသင်္ကန်းကိုတိစီဝိသင်္ကန်း၃တယ်လို့ခေါ်တာ။အဲ့ဒီသင်္ကန်း၃တယ်ကကထိန်ချင်းလို့ရတဲ့သင်္ကန်းပဲ။သင်္ကန်းကကိုမျိုးရှိတယ်။အဲ့ဒီကိုမျိုးထဲမှာဟာဒီ၃ခုပဲကထိန်ချင်းလို့ရတယ်။ အဲ့ဒီသုံးခုထဲမှာလည်းတစ်ထဲပဲခင်းလို့ရတယ်။ကထင်ခံတဲ့ပုဂ္ဂိုလ်ကအဲ့တော့ကသင်းပိုင်ကစုံနေရင်သင်းပိုင်နဲ့ခင်းဧကတိကစုံနေရင်ဟောင်းနှွမ်းနေဧကတိနဲ့ခင်းနတ်တဲ့ငံဆောင်မို့လို့လို့နတ်တဲ့ငံကစုံနေတယ်ဟောင်းနှွမ်းနေတယ်ဆိုရင်နတ်တဲ့ငံနဲ့ခင်းလို့ပြောတာအဲ့တပည့်တော်မနေ့ကနရတ်သင်္ကန်းကြီးရှိတယ်ဗျာအခုဒီနေ့နရတ်သင်္ကန်းနဲ့ခင်းရတယ်မနေ့ကနရတ်သင်္ကန်းကိုဆွန့် အခုသင်ရတဲ့ခင်ရတာမြတ်စွာဘုရားရှင်ဒီလောက်ကြီးကိုပေါင်းပါလာနဲ့ပတ်သက်ပြီးကြီးကျူးတာအဘိုးရှင်နေအများကြီးထားတာမြတ်စွာဘုရားရှင်မကြိုက်ဘူးအဘိုးရှင်နေအများကြီးစောင့်ရှောက်ရတာဒါမှမကြည့်ဘူးလားအေးဒါကြောင့်ထားတော့ခဏအလူရှင်တွေသင်္ကန်းဘယ်တဲ့ပဲလူလူဘုန်းကြီးတွေကတိခင်းမှာတော့ဘယ်တဲ့ပဲခင်းမှာလဲတစ်ချိန်နဲ့ပဲဒါကြောင့်တော့တပည့်တော်တို့သင်္ကန်းနဲ့ခင်းမှာလားတခြားသင်္ကန်းနဲ့ခင်းမှာလားမေးမိနေတဲ့ ဘယ်သင်္ကန်းနဲ့ခင်းခင်းကလေးကအလူရှင်တွေကကထိန်ချင်းဖို့ဆိုပြီးရည်စူးလိုက်တဲ့ကာယကုသိုလ်အာယုံပြည့်မသွားဘူးလားအဲ့ဒါလူရင်းချက်ကိုမှတ်တာနော်ခေါင်းကြီးတို့ကတဲတဲ့သင်္ကန်းနဲ့ခင်းလိမ့်မယ်ဟုတ်လားအဲ့ဒါသူတို့ဘိုင်းဖြစ်သွားပြီအဲ့ဒါဆိုကလေးကထိန်ချင်းဖို့အတွက်လူတွေကတော့လူပြီးပြီဆိုတာပြီးသွားပြီနော်ဒါကြောင့်ဘုရားမစိန်ကျောင်းမှာမိန်သင်္ကန်းကထိန်နော်ဘုန်းတော်ကစွမ်းမှာပိန်ပိတ်တဲ့ဘက်စွမ်းပေါ့နေစဉ် တစုံတစ်ယောက်မှ၄၀ပုံမှန်လုံးနေတဲ့အာစိနကံ regularly ပေါ့ပုံမှန်အိမ်ကိုကြွလာတဲ့တန်ခါတွေကိုစွန်လေးတစုံလောင်းနေနှင်းလေးတစ်ခွက်ကတ်တဲ့ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီပိတ်တမဆွမ်းကပုံမှန်လောင်းနေကြဆွမ်းဖြစ်တဲ့အတွက်အလွန်ကျေသူများတယ်တနည်းအားဖြင့်ပြောရင်တန်ခါတွေအတွက်စားစရာပေးထားခဲ့တယ်ပေါ့ဒီပိတ်တမဆွမ်းဆိုလည်းမြတ်စွာဘုရားတန်ခါတွေချမ်းသာဖို့စားစရာပေးထားခဲ့တယ်အေကိုရောက်လာတဲ့တန်ခါတွေကိုတက်နိုင်တဲ့စွမ်းလေးကျူနီကြောင်ပြဘလို့ပဲဖြစ်ဖြစ်လူတဲ့ အဲ့ဒါပိဋကတ်ဆိုတာအဲ့ဒီကုသိုလ်၄မျိုးကဘာကုသိုလ်အမြတ်ဆုံးကုသိုလ်ပြောဘာကုသိုလ်တော့အဲ့တော့ဒီအမြတ်ဆုံးကုသိုလ်ထဲမှာအလူရှင်တွေကကုသိုလ်နှစ်ခုပြုတ်ွင့်ရတာပေါ့နော်ဒီသကထိန်တင်ကဒီညက်တင်ကဒီပရိသေပင်ကနေပိုရှန်တဲ့ဟာတွေကိုတိမ်တဲ့ကိုအကုန်လူမယ်ဆိုတော့အမြတ်ဆုံးတိမ်လူဟာဒီတိမ်လူကလည်းအလွန်နဲ့ရည်ကြီးပါမယ်သာသနာမှာတိမ်ကြီးရင်တန်ခါလို့လို့မရဘူး ုံးလုံးမြတ်စွာဘုရားရှင်ရဲ့သာသနာသီလဝါဒသာသနာကသိင်းနဲ့လွယ်ကျန်တဲ့နေရာဘုန်းကြီးဖြစ်ခွင့်မရှိဘူး။ဒါကြောင့်သိင်းဆိုတာဟာသာသနာရဲ့အတ္တပဲ။ဓရမလေဝိနိမသိင်းသိင်းဖြစ်ဖို့ကလည်းတော်တော်ခက်ခဲတယ်။အဲ့တော့ဖြစ်မြောက်လာတဲ့အခါကျတော့သာသနာတို့အလွန်အရေးကြီးတဲ့ရေတောင်းနေကြည့်ဖြစ်တယ်။ဒါကြောင့်သိင်းဆိုတာသံဃာတွေမွေးထုတ်ပေးတဲ့နေရာပြောသိင်းဆိုတာဘာတော့ခနေ့လူရှင်တွေကသံဃာတွေမွေးထုတ်ပေးတဲ့နေရာကိုလည်းလူခွင့်ရတယ် တန်ဃာတော်ရိချမ်းသာဖို့အတွက်ကထင်သင်ကလည်းလူခွင့်ရတဲ့တော်ဟောအမျက်ဆုံးလူတွေလူခွင့်ရမှာမဟုတ်လားအဲ့တော့ဒီမိတော်တို့အမျက်ဆုံးလူတွေတော့သုံးပါပြီဗျာဒါပေမဲ့ဒီမိတော်ဘုံဘုံပြောတော့တာအမျက်ဆုံးလူကုသိုလ်ယူဆိုကုသိုလ်ဘလို့ယူရမလဲအလူလူတာနဲ့ကုသိုလ်ယူတာနဲ့မတူဘူးဗျာတူလားဟဲ့မတူဘူးကုသလအနံဝိဇ္ဇဒုက္ခဝိပါကလက္ခဏာ ုသိုလ်ဆိုတဲ့ပုံညာဟာမြို့တော်ကလည်းဖြူဖြူစင်စင်ရှိရတယ်စိတ်တွေကြီးကြီးလင်းလင်းရှိရတယ်အနောက်ရှက်ကင်းရတယ်မိမိသူတို့ကမထိကြိုက်တဲ့အလူတွေဖြစ်ရမယ်ဟုတ်ဘူးနော်အဲ့တော့မြို့တော်ကလည်းစင်ကြယ်ရမယ်အကျိုးပေးတဲ့အခါကျတော့လည်းဖြူစင်နဲ့မြင့်မြတ်တဲ့အကျိုးတွေပေးမယ်အဲ့တော့ဒီမှာကုသိုလ်ပြုတဲ့နေရာမှာခရီးခရီးတဲ့ငန်းတွေလူကြတယ်၊စွမ်းတွေကတ်ကြတယ်၊သိမ့်တွက်နဝကမ္မတွေလူကြတယ်၊ပရိသဘင်တွေစိုက်လူကြတယ်၊အလူတွေအများကြီးပြုကြပါပေါ့။မလူဘူးလားဟဲ့ အဲ့ဒီအလူတွေကိုဒါနအနေနဲ့ပြောတော့ဝိထုဒါနလို့ခေါ်တယ်ဗာရဏလို့ခေါ်ဝိထုဒါနလို့ခေါ်တယ်အကျိုးပေးတဲ့အခါကျတော့ဝိထုဒါနကအကျိုးပေးမှာမဟုတ်ဘူးတဲ့စေတနာဒါနကအကျိုးပေးမိတယ်ဘာအကျိုးပေးမှာတော့ဒါကြောင့်သိမ်မောင်းတပည့်တော်တသောင်းလိုလိုက်တယ်ဗျသိမ်မောင်းသတန်းလိုလိုက်တယ်ဗျတပည့်တော်ဟောဒီကြောင်းမှရှိသမျှလူသမျှအစာအုပ်တွေဖျားတွေကြောင်းနေသိမ့်တယ်အကုန်လုံးလူတယ်ဗျတပည့်တော်တယောက်တည်းလူမယ်လူလို့ရလားမရဘူးလား ဒါပေမဲ့စေတနာမပိုင်အဲ့ဒါကုသိုလ်အစင်မမြင်ဘူးဒါကြောင့်စွန်လေးတစုံပဲလောင်လောင်သင်္ကန်းလေးတစ်ထည်ပဲကက်ကက်နဝကမ္မတတ်နိုင်နေမြပဲလူလူကိုယ့်ရဲ့စေတနာကအရေးကြီးတယ်ဒါကြောင့်ဝိတုဒါနနဲ့စေတနာဒါနအလုံးပြပြောအောင်ပါတော့ဝိတုဒါနနဲ့စေတနာဒါနဒါမှမမျိုးရှိတော့အကျိုးပေးတဲ့အခါဘာကအကျိုးပေးမှာလဲ စေရနာဟံဘိက္ခဝေကမ္မဝရာမိစေရနာကအကျိုးပေးမှာဘလောက်ညာများဘလောက်ဒုံပကသနာတွေနဲ့ကြည်ကျအကျဲ့ချက်ပြီးတော့ဇာချက်ပြီးလူလူပေါ့ဗျာဒါလေအလူရှင်တွေကြည်တာဇာချက်ဆိုတာတိတ်မတွေ့ပါဘူးဘုံမကကြည်နူးပါနော်အကျိုးလူချင်းတို့သိပြီးတော့ဇာချက်တာအာချုံဘဝကြီးတွေရောတခါနဲ့နှခန္ဓာနာနဲ့လူဟာကိုယ့်ကိုယ်ကိုဇာချက်လိုက်တဲ့ကစိတ်ကလေ အဲ့ဒီမေကံမပြတ်အောင်အဲ့ဒီဝိဇ္ဇာတွေမပြတ်အောင်ဒီဝိဇ္ဇာတွေနဲ့ဓဘုံကောင်းကောင်းရအောင်အဲ့ဒီအရာတွေအာဟုဆိုင်လိုက်တော့အလှပေါ်မှာကုသိုလ်စိတ်ကမပြတ်သားတော့အလှပေါ်မှာကုသိုလ်ဟာ concentration ပေါ်လေအာဟုမဆိုင်နိုင်တော့ဒါကြောင့်သူ့ရဲ့စေတနာရဏကအာရော့ပြီးတော့ဘုံမကံတနာကိုဇာချင်းလိုက်တဲ့ကကုသိုလ်ကအာရော့သွားတယ်ဒါကြောင့်ဘုံမချဲ့နဲ့ကုသိုလ်ကိုချဲ့ပြောဘာမချဲ့နဲ့တော့ ကုသိုလ်ကြတော့အာယုံဆိုင်တာဩတရားနာတဲ့နေရာမှာလဲအာယုံဆိုင်တယ်လှူထားတဲ့နေရာမှာလဲအာယုံဆိုင်တယ်ဩငါတို့ကနေ့ဆိုရင်တင်ကိုလဲလှူခွင့်ရပြီတန်ဃာတော်တွေဖျင်းမြောက်တဲ့နေရာတန်ဃာတော်တွေရဲ့သာသနာ့ရဲ့အခြေခံရေတောက်ကြီးကြီးပဏာရကကထိန်တင်ကလဲလှူခွင့်ရပြီတန်ဃာတော်တွေချမ်းသာဖို့အဲ့တော့မြတ်တဲ့ကုသိုလ်တွေပြုတဲ့နေရာမှာငါတို့စိတ်တွေလဲစင်ကြယ်နေတယ်ကြည်လင်းနေတယ်တန်ရှင်းနေတယ် မြတ်စွာဘုရားရှင်ရဲ့ရည်ရွယ်ချက်တွေကိုလည်းဖြည့်စင်ပူဇော်ပေးရာရောက်တဲ့အဲ့တော့အကောင်းဆုံးကုသိုလ်တွေပြုကြရတယ်ဆိုစိတ်ထဲမှာကြည်ညိုဝမ်းမြောက်နေဖို့လိုလားမလိုလားဘုံမကသနာတွေမချမ်းရမနဲ့စိတ်ထဲမှာကြည်ညိုဝမ်းမြောက်နေတဲ့ယောဂီတို့အလှရှင်တို့ရဲ့စေတနာဟာကြည်လင်သန်ရှင်းမနေဘူးလားဟဲ့စေတနာဟာကြည်လင်သန်ရှင်းနေကုသိုလ်အကျိုးပေးတဲ့အခါလဲကြည်လင်သန်ရှင်းပဲနော်အဲ့တော့နောက်ဆုံးအနေနဲ့ကထိန်သင်္ကန်းလူတဲ့အလှရှင်တွေဘာအကျိုးရလဲလို့အချင်းချုပ်လေးပြောမယ်နော် သကရေနေရလူတဲ့ပုံကိုယ်တွေကြတော့တဲ့ခီးတွေသွားလာတဲ့အခါကျတော့အနောက်ချက်အဟံတာမရှိဘူးတဲ့ခီးသွားတယ်ပေါ့ဗျာကာဘိပေါက်တာတွေရင်ကျောတားကြီးပိတ်နေတာတွေဟိုဟာစစ်ဒီဟာစစ်ဟိုဟာတာဒီဟာတာနော်အဲ့လိုမျိုးအခက်အခဲတွေပြဿနာတွေမရှိဘူးတဲ့အကျိုးပေးတဲ့ဘွားကြရင်နော်အခုကတော့ထားလိုက်ပေါ့ဗျာတတူရဲ့ခြေသေးတိုင်းပေါ့ဟုတ်လားအခုကယောဂီတို့ဘုံတို့လူချင်းတို့အကျိုးပေးမကောင်းတဲ့ဘွားဖြစ်မှာပေါ့ ်ထားလိုက်တော့အဲဆိုအကျိုးပေးတဲ့ဘုရားမှာအဲ့လိုနှောက်ချက်အဟံတန်းတွေမရှိဘဲနဲ့လူရံကြီးသွားနိုင်တယ်ဒါနပတိအကျိုးနောက်နောက်ပဲနေကြတော့စားခြင်းနဲ့အစားအစာတွေအကုန်စားတယ်အစိမ့်မဖြစ်ဘူးလေအကုန်လုံးအဟာရဖြစ်တယ်စားလျာတောက်လျာတွေလည်းပေါ်တယ်ရှားပါနေတာချွန်းငယ်နေတာတွေမရှိဘူးလေကောင်းလောင်ကောင်းလားဟိစားလျာပေါ်တာလောက်ပြောစရာကောင်းတာမရှိဘူးလားဟဲ့မလားဟမ်ရောက်ကြွေနေနေမိမှုတွေနေနေဘုန်းကြီးနေနေ စားပြာပေါ်ရင်လူကစိတ်ကကြီးနေတယ်။ဒါကြောင့်ကထိန်ကျိုးကထိန်တန်ခမ်းလူတဲ့သူတွေကစားပြာတောက်ပြာတွေပေါ်ရဲတဲ့လွတ်လွတ်လပ်လပ်စားတဲ့ဖတ်တီးတွေဖြစ်တော်မှာလည်းမဟုတ်ပါဘူးလေ။ဒါအီထူးဝိတ်ချနေတယ်မလို့ပေါ့ဗျာ။တချို့ဘလောက်စားစားဝိတ်တိတ်မကြဘူး။တချို့နည်းနည်းလေးစားတာနဲ့ဝိတ်ချမှာအဲ့ဒါတော့ဝိတ်တတ်မှာသို့လို့သူအငတ်ခံတဲ့သူတွေရှိတယ်ဟုတ်လား။အကထိန်တန်ခမ်းလူတဲ့သူတွေအကျိုးပေးတဲ့ဘွားကြစားကျင်တာသား။အကုန်လုံးအဟာရဖြစ်ပြီးတော့ဒီအစီတွေပါတယ်အညစ်အကြေးတွေဒါတွေနိုင်မတင်ဘူးပေါ့ အကျိုးကျေးဇူးတွေများပါနော်နောက်တစ်ခါဒီကနေ့သင်ခန်းလုပ်တဲ့လူတန်းထားတဲ့ပုဂ္ဂိုလ်ကြီးအကျိုးကျေးဇူးရတဲ့ဘောမှာရန်သူမျိုး၅ပါးရန်သူမျိုးမတစ်ပါးတော့ဟဲ့ပြောပါလေတော့ရေမီမဲခိုးသူမချက်မနဲ့တဲ့သောသူတဲ့ဘုံဘုံတို့လူမျိုးကနော်ဘုရားဘာသာမှာပြောတဲ့ဒီမင်းတို့ရန်သူနဲ့ပတ်သက်ရန်သူတွေတောင်ထဲတတ်အဲအဲ့လိုမျိုးအစိုးအညစ်တွေနဲ့လည်းမကြုံကြရဘူးလေညာနော် ဟုတ်ပြီလားအဲ့ဒါဆိုရန်သူမျိုး၅ပါးနဲ့လည်းမကြုံရဘူးတဲ့နောက်တစ်ခုစီးတဲ့ဥစ္စာတွေရှာတဲ့အခါသူများကနည်းနည်းရှာရင်သူအများကြီးရှာလို့ရရင်းနေမဲ့သွားတူတူကြောက်ပဲတူတူယတနာတွေပဲတူတူဘာအလုပ်ပဲလုပ်လို့ကော်မတီတွေရှယ်ယာတွေလုပ်တယ်ဆိုရင်ရှယ်ယာမှန်မာတွေကကောင်းတယ်ပေါ့နောက်ပါတနာရှစ်တွေကကောင်းတယ်ပေါ့ကစ္စတမာတွေကလည်းအကုန်လုံး rare customer တွေကိုလူအဲကိုရဲ့ brand ကိုတအားမြတ်မြတ်လူလူထားတာခရီး iPhone လို့ Apple လို့လို့ပေါ့ဒီက customer တွေကဘာတုတ်တုတ်အကုန်ဝယ်မယ်ဆိုတာမျိုးပဲ အဲ့လိုပဲတဲ့အကျိုးပေးတဲ့ဘွားကျတော့စီးပွားရှာရှာတိုင်းချစ်တယ်အဲ့ကတိအကျိုးပြုတယ်ပြီနော်နောက်ဆုံးတစ်ခုကတော့အကြိုက်ဆုံးဖြစ်မယ်ထင်တယ်ယုံကြည်ရင်စင်လှပချုံးမို့တယ်တဲ့အဘုဒ္ဓင်္ဂန်လူတဲ့သူတွေကလေယုံကြည်ရင်စင်လှပချုံးမို့တယ်တဲ့စကဲခဲတွေပါလေအထူးကဲတရားမလို့ဘူးပေါ့လေအလုံးစသားရေစုံပြီးလှပပြီးတော့အဲ့တော့ယုံကြည်ရင်စင်လှပချုံးမို့ခြင်းဆိုတဲ့ကုသိုလ်အကျိုးတွေလည်းရတယ်အဲ့တော့ကတိအကျိုးက ်၅ပါးရှိပါတယ်တဲ့ကထင်သင်္ကန်းကဲ့တဲ့သူတွေကထင်အကျိုးရတဲ့နိုင်ငံ၅ပါးဒီပြေတော်ဆုံးဘုရားပြောတဲ့ဘုရားအသရှိတဲ့အရိယာသူတော်ကောင်းတွေစံဝင်တဲ့နိဗ္ဗာန်ချမ်းသာကိုလည်းလွယ်ကူသောအကျင့်လင်မြန်တဲ့အသိဉာဏ်တွေနဲ့ရနိုင်ပါတယ်ဒီအကျိုးကျေးဇူးတွေရအောင်ဒီအလှူရှင်တွေဟာအမြန်ဆုံးလူကုသိုလ်ယူပြီးတော့အကောင်ဆုံးသောအရိယာသူတော်ကောင်းတွေစံပြောတဲ့နိဗ္ဗာန်ကိုလွယ်ကူသောအကျင့်လင်မြန်သော အသိဉာဏ်တွေနဲ့ ဝဒီကိုဒီမျက်မှောက်ပြုနိုင်ကြပါစေသုံးတည်းရေလို့အနုဘောဒနာပြင်ကံအလုံးတာရုခေါ်တော်ကြအောင်ဆုံးအာ